အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာမခင်ခင်တို့ရေးသားထားတဲ့တပင်တကုံတခိုင်လုံးတို့ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။တပင်တကုံတခိုင်လုံးတို့ဘာလုံးလုံးနဲ့မနဲ့ပြတ်ဆိုရင်တကြံတပတ်လေပြန်ပြီ။တနှစ်တနှစ်ဘာမှမကြလိုက်သလိုပါပဲလား။အချိန်တွေများအကုန်မြန်လိုက်တာ။ မိုးလဲလာလိုက်မိုးချုပ်လာလိုက်နဲ့တရက်တရက်ပက်ပက်သွားလိုက်ပုံများအခုလဲတကြံအကြုံနဲ့ရောက်လာပြန်ပကောဖွားမီအသက်လဲ80တင်းတင်းကြီးပြည်တော်မယ်ဖွားမီကတကူးလာကြီးမွေးတာဆိုတော့တူပိုတူပိုဆိုတာနဲ့အသက်တစ်နှစ်တုံမှတ်လဲရုံကုန်မမ်းမီကလေးမွေးမနေ့ကတကြားမင်းကြီးကြုံဖို့အမေကိုယ်တိုင်အတာအုပ်ကလေးထိုးနေတော့ဘိုင်းနာလာတဲ့ တကြံရင်တအေးအေးကြာက မွေးတာဆိုတော့အမေကအကျိုးပေးမဲ့ကလေးလိုခံယူတယ်။ဇာတာပရိသမီမမမများမီလို့ကင်မွန်တက်တယ်။မမများမီအထက်ကအမမတ်တက်တင်ကတော့မမများမီထက်အသက်နှစ်နှစ်ကြီးရယ်။ဆစ်ဆစ်ပေါပေါဒီညီအမနှစ်ယောက်တစုံတည်းရှိတာဆိုတော့ငယ်ကလေးကကစားပေါကစားဖက်ဆိုလဲဟုတ်။ညီရယ်အမရယ်ဆိုလဲဟုတ်တယ်။တယောက်တယောက်နာမည်ခေါ်ကြတာတော့အပြားစုခေါ်ကြတာ။ တတ်တတ်တဲ့မိမိတယ်တတ်တတ်ကိုအိမ်အောင်ခြားကြတော့မိမိခင်များမျက်နာကိုခေါင်းအုံးထဲကမဖော်နိုင်ဘူးငိုရတာလေရဲတားရဲရလာရင်တတ်တတ်ကသူ့ကိုခါတိုင်းလိုမချစ်တော့မှဆိုတာလဲပါတယ်ဒါပေသည့်တတ်တတ်ကထင်တယ်လို့မဟုတ်ရှာဘူးမိဘနှစ်ပါးမရှိတဲ့နောက်တောင်ညီမဖြစ်သူမိမိကို မွေးထားတဲ့သားသမီးတွေထက်တောင်ပစားပေးထားသေးတာမျက်နှာအညုံမခံဘူးစိတ်အစဉ်ရဲမခံဘူး တသက်ကိုယ်တိုင်ကအဆဆအယယာခေါင်းဦးခေါင်းဖြာဦးစားပေးလီတော့မိမိကိုတသက်ကမွေးတဲ့တူတူမ၃ယောက်ကလည်းမလေးမခံမရှိဝင်ကြဘူးတသက်ရဲ့သားသမီးတွေဖြစ်တဲ့ကိုကိုကြီးရောကိုကိုလေးရောခင်မေထွေးရော၃ယောက်စလုံးမိမိလက်ပေါ်မှာကြီးခဲ့ကြတာလဲပါမှာပေါ့ဒီတူတူမကလေးတွေတန်ရောစင်ကြောင်းပဲထင်ပါရဲ့မိမိကိုယ်တိုင်အပူမရှာတော့ပါဘူး ကားလန်းသူတွေရှိတဲ့ကြားကအိမ်တော်ပြုဖို့မစင်စားတော့ဘဲအပျော်ကြီးဘွားနဲ့လုံးတူရတူနေခဲ့တယ်။တီလာနေကြရှာတဲ့တတတို့ဇနီးမောင်နဲ့ကောက်ခငင်က လောကကိုမျက်ကွယ်ပြုသွားကြပြန်တော့လေ။ဒီကလေး၃ယောက်စလုံးတာဝန်ကမိမိအပေါ်ကြလာပါလေရော။ကြတောင်းထဲပေါရတဲ့ဘဲကလေးတွေကိုကျမကြီးကအုတ်ထင်ရသလိုပါပဲအတော်ဆိုပေမဲ့မအေးနေရာဝင်ရတာကို မိမိကိုယ်တိုင်လည်းအသက်40ကျော်လုံး50တွင်ချင်ကပ်လာခဲ့ပြီးဒီတုန်းကမိမိတို့နေတဲ့မြို့ကလေးဝင်းကျင်မှာတက္ကသိုလ်ရဲ့လို့မရှိသေးတော့ကလေး၃ယောက်စလုံးကိုမိမိကပဲမန္တလေးတက္ကသိုလ်ပို့ရတယ်။အသေးသေးဘွဲရကြသည့်အထည်တက္ကသိုလ်ပညာသင်ယူစေတယ်။ကလေးတွေကလည်းတော်ကြပါတယ်။ဘွဲတစ်ခုစီတော့ရအောင်ယူနိုင်ခဲ့ကြတယ်ပြောပါတော့။ ဘွဲရပြီးတော့ထုံးဆက်အတိုင်းအတိုက်ဟောင်းကခွာကြပြီမိမိကိုယ်တိုင်ကတော့ဒီမြို့ကလေးကဒီဝင်းဒီချံကြီးထဲမှာပဲကြောက်ရွံ့ကြီးတယုံလို့ငုတ်တုတ်ရှိနေခဲ့ရတာကို နှစ်ပေါင်း80ဆိုတော့လူဘဝနေရတာပြင်းထောင်လာတယ်တကြံတိုင်ရင်တစ်နှစ်တိုးတာနဲ့မိမိလည်းတကြံ80အသက်80ပေါ့တကြံအကျုံနဲ့ရောက်ပြီဆိုတာနဲ့မိမိမွေးနေ့ကိုအကြောင်းပြုပြီးအိမ်မှာတက်ဆွမ်းတလောက်ဆွံ့ကြွေနေကြ ရောက်ရအရက်ကစံကွဲကျဲနေတဲ့တူတူမှမြေးရတလှည်ကြီးမရောက်မဖြစ်ပြန်လာနေကြ။တကြံရဲဆိုတာနဲ့တေရစ်တက်မီခြံကြီးထဲမှာလူတွေတယုံယုံ။အိမ်ကောင်းရင်းမှာတစ်နှစ်လုံးအိပ်ပျော်နေခဲ့တဲ့ဗရောင်းပင်ကြီးတောင်မှာဖွားမီမွေးနေ့ရက်တွေမှာနိုးလာတတဲ့။အပွင့်တွေကလည်းထိန်လုံး။ဒီဗရောင်းပင်ကလည်းတခုတော့တကြံနှုံးကမိမိဆိုက်ခဲ့တာပါ။သူတော်နှစ်မနေတော့ဘူး။ ပင်လုံးရင်လာပြီမွေးနေဆိုရင်ဗရောင်းနှံ့တွေကြိုင်လို့ပတောက်တွေဖူးကင်းထိုးကြပြီဆိုရင်ဖွားမြီပြော်တာပဲလူအသက်ဆိုတာတားလို့ဆိုလို့ရတာမဟုတ်တော့ဖွားမြီစင်ညစ်မနေအောင်ဘူးညစ်လည်းမညစ်ဘူးတကြံနှံ့ကလေးရပြီဆိုတာနဲ့ကို့အသက်ကလေးတစ်နှစ်ကြီးပြန်ပါပကောရဲ့လို့ဇရာနဲ့ရှင်တဲ့အတိတ်တရားကလေးကောင်းထိုးဝင်လာတတ်တယ်လို့ မွေးနေ့ကိုအကြောင်းပြုလို့ရဝေးကရောက်လာကြမဲ့ကလေးတွေနဲ့ဆုံချင်တဲ့စိတ်စောကတစ်ဖက်ရှိပြန်လို့ဝမ်းသာရတာလည်းရှိသည်ဒီနေ့တကြံကတော့ဖွားမီရဲ့အသက်80ပြည့်တကြံမြဲရည်မြစ်တွေနဲ့ဆုံဆုံလင်းလင်းနေနိုင်ရင်နောက်လေး၅နှစ်ပေါ့အချိန်ကနည်းပြီကိုဒီတော့အသက်ရှင်ရတုံးမှာ အတိတ်ပဲရှိချင်တယ်ထန်းဒီဒုံဒုံမိုးဖြုံဖြုံနေချင်တယ် ဒီရက်ကလေးတည်းတွေ့ကြရတာမဟုတ်လားတကြံပြီးလို့နေကြပါအောင်ဆိုလို့လဲဘယ်သူမှမနေနိုင်ကြဘူးဇွတ်ပြောလို့နေကြရင်တော့တရက်နှစ်ရက်ပဲနှစ်ဆန်းတရက်နှစ်ရက်ဆိုရင် အထုတ်ပြင်ကြပြီဒီတော့ဖွားမီငိုရပြီတရားမရဘူးပဲပြောပြော သမှုတရားတနာတော့ဖွားမီမတတ်နိုင်သေးဘူးပဒီကပဒီပဲလွမ်းနာကလွမ်းနာပဲ။ ဟိုတော့ကတော့ဒီအိမ်ကြီးမှာပဲအတူနေရတာဆိုတော့ဖွားမိနဲ့တွဲပြီးပူးချီထားသလိုနေကြတာမဟုတ်လားလီမီယူသားမမွေမိမိနဲ့ဘတော်မှမခွဲပါဘူးမိမိသာအသက်ရှည်အောင်နေပါဆိုတာတော့ပါသည်သူတို့ကလေးတွေကိုငယ်လို့မိမိဘဝကျင်ပေါ်မရှာခဲ့ပေမယ့်သူတို့ဘဝအဖော်တွေနဲ့တွေ့ကြတော့ဖွားမိကိုရှိတယ်တော့မမှတ်ကြတော့ပါဘူးတအိုးတအိမ်ထူထောင်လိုက်ကြတော့တာပါပဲ သူမခင်မဲထွေးဆိုရင်တကြံရမှာကာလာသားတွေရေပတ်ချင်တာတော့ပုံးနေတဲ့ကလေးမှာအဲ့တလောင်းအခုတော့တကြံရက်ကလေးစုံဖို့တော့သူတို့ခမားမနေလုံးပန်းနေကြရတဲ့တယ်ဒီလိုပဲဖြစ်ရမှာပေါ့လေမိမိဘဲသူလာလာတကားဖွဲ့မပေးနဲ့နော်မေထွေးရေပတ်မခံချင်ဘူး တကြံရဲ့ဝင်ပြီဆိုတာနဲ့တကြံရင်ထိမှဆိုလို့အိမ်တွင်းအောင်းနေတတ်တဲ့သူမအပြိုမခင်မထွေးကိုလှမ်းကြည့်ရင်မိမိပြုံးမိသေးတော့ကိုကိုကြီးကိုကိုလေးအကိုနှစ်ယောက်ကတော့တကြံအကြုံညနေခရေကမြို့ထဲကို စပိန်သစီနဲ့ပတ်နေလိုက်ကြတာမိုးကြီးချုံမအိမ်ပြန်ကတ်ကြတော့တာပဲလေးရလုံးလုံးပေါ့ဒီမြို့ကလေးမှာဒလေးတစ်ခုရှိတယ်တကြံရလို့ကြပြီဆိုတာနဲ့ရေပက်ရေလောင်လှုပ်ချင်သူကလာသားတွေက အပြိုလောင်းလောင်းလာလာရှိတဲ့အိမ်ဝသွားဆာယာမိဘအုပ်ထင်းတူတွေကို ခွင်တောင်းပြီးရေလောင်းကြတာပါမိဘတွေကလည်းခွင့်ပြုကြရတယ်ရေအလောင်းခံလို့ကအိမ်ထဲကထွက်မတက်ရက်ပေးကြုံပဲရေအလောင်းမခံချင်လို့အိမ်ထဲမှာပုံနေတာလည်းရှိတယ်ဒီလိုများထွက်မလာလို့ကတော့ကိုရီလောင်းချင်တဲ့အပြုံမအိမ်ထဲကထွက်မလာမချင်းအိမ်ရှိကနေတန်ချက်တွေတိုင်ကြ။အော်ကြဟစ်ကြနဲ့စူညံနေပြီးသားမှတော့ မလောင်းရမချင်းမပြန်ကြဘူး။ကြာတော့အင်ရှင်မိဘမောင်ဘွားများကိုတိုင်ကကို့သမီးကို့နှမရေလောင်းကြပါစေတော့ရဲ့လို့ထုတ်ပေးကြရတယ်။ဒါပါပဲ။ရေလောင်းပြီးတော့လေကြည်ကြည်နက်နက်နှုတ်ဆက်ပြီးပြန်သွားကြတာပါပဲ။ဟေးဟေးဝါဝါပေါ့။သူတို့ရေလောင်းခဲကြရတယ်ပေါ့။ဒီတလေးကမိမိတို့အပြုတ်ကလေးကရှိခဲ့တာပါ။ချစ်စရာလေကောင်းပါရဲ့။ မိသားနှမသားရရင်ကျဲကျဲခွင့်တောင်းကြရေလောင်းကြပျော်ကြတဲ့ကိစ္စမဟုတ်လားလမ်းပေါ်မှာရေဆိုကြီးနဲ့လမ်းတလားနေတဲ့အပြုံမရဲလို့တိတ်မရှိကြဘူးမလွဲတာမဆောင်တာလို့လမ်းထွက်ရရင်တော့တပတ်ကြီးတွေခြုံထွက်ကြတယ်ရေဆိုရင် အမြင်မတင်တယ်မှာအင်မတန်ဆိုကြတာကိုကြံဆိုတာအေးမြပါတယ်အေးဆိုကောင်းပါတယ်ငါတို့မရဲ့ တနေ့မှတစ်ခါတကြိမ်ရင်ထီတော့အန္တရာယ်ကင်းပြီခင်မိမိပြစ်လောင်းမဲ့သူမရှိလို့ရှစ်လောက်ကတော့အလောင်းခံခြင်းလုံးလုံးမှဓာပြစ်လိုက်ကောင်းလေးတွေလာရင်မေထွေးအစားမိမိပဲထွက်အလောင်းခံလိုက်ပေါ့ဟိုးအဖွားကြီးပဲသူကရေလောင်းချင်မှလဲအဖိုးကြီးတွေကလောင်းမှပဲအဖွားမကြည့်သေးပါဘူးမိမိရဲ့မိမိလည်းအိမ်တော်မပြုတ်သေးရင်အပြိုစင်းရင်ပေါက်ပဲဟာဒီအိမ်ရှိကိုလာပြီးရေလောင်းပြရစေခွင့်တောင်းရင်ငါ့ကိုလောင်းကြလို့ ငါလည်းအပြိုပဲဟဲလို့ပြောပေါ်မိမိရဲ့ဒီကြားလေးကစွန်တော့လဲအမျက်ပေါ့မင်းကလေးနော်တကြံတွင်းကြည့်မဟုတ်ကြရပြောရမယ်လာခက်ဒီလောက်ရေကြောက်တဲ့ကလေးမမိမိလောင်ဆမ်းမယ်အတော်နဲ့သူမအိမ်ထဲဝိုင်းထဲမှာပဲရေလောင်းကြတာပျော်စရာတောင်ကောင်းသေးတယ်။သူမကိုစချင်လွန်းလို့သားလောင်းလိုက်ရတာမောလိုက်တာအင်မတန်ပျော်ရတဲ့အမောပါပဲလေ။ ဒီမြို့ကလေးမှာမေထွေးကိုမေတ္တာရှိကြတဲ့ကာလာသားတွေအများကြီးရှိပေမယ့်အကိုနှစ်ယောက်ရဲ့အရှိန်ကလည်းရှိပြန်မေထွေးကိုယ်တိုင်ကလည်းအနေထိုင်တိုသိပ်ပြန်ဆိုတော့တော်ယုံလူအနာမတိဝန်ကြဘူးမေထွေးကတက္ကသိုလ်ကျောင်းသူဘဝနောက်ပိုင်းပို့လို့တောင်အိန္ဒြေကြီးလာသေးတာကောတော်ယုံတန်ယုံမနှုံးမရေကာလာသားတွေက စိတ်တောင်မကူဝန်ကြဘူးရေလောင်းဖို့တော့ဝေရောတကြံကြလို့ရေပတ်တာ စိတ်မစိုးပါနဲ့နှမလေးရတကြံရီအေးအေးလေးလောင်းလို့ပတ်လို့မွေရေလောင်းရေပတ်မခံရင်ကွယ်တကြားမင်းနဲ့တိုင်ပြောမင်းအိမ်နှွေးအောင်းနဲ့အပြိုတွေမုတ်စိုးဖို့နဲ့ညာပါစေမပက်ရရင်မပြန်ဘူးနှစ်တစ်တနှစ်ကိုဟေးဟေးဟေးရေလောင်းချင်လို့ထွက်ခဲ့ပါဗျို့အိမ်ရှိမှာကာလာသားတွေတယုံယုံအတန်တွေကလည်းပွက်လို့ညာလို့ မိမိတရားနှိမ့်လေနှိမ့်ခင်တရေကလေးမှေးချင်တော့မှကောင်းချလို့မရပါဘူးမေထွေးကတော့တကြံရက်3-4ရက်မှစာအုပ်တွေကြီးတုံဖတ်နေတော့တာဘယ်သူတွေဘယ်လောက်အော်အော်လှဲ့တော့မကြည့်ဘူးရေပတ်မခံချင်လို့မိမိကတူဝီးနှစ်ယောက်စလုံးထွက်အလောင်းခံရအောင်ပါ ပြောပြီးမယ်မေထွေးကမရပါဘူးဇွတ်ပေကနေတော့တာအင်းရှိကကာလာသားအုပ်ကလည်းဒါမျိုးတွေကြုံဘူးလားဗော။ ေးဆောင်နေကြတာထွက်မလာရင်မပြန်ဘူးဆိုသူတွေ ਨੇ မပြန်မချင်းမထွက်ဘူးဆိုသူတွေတချီတမောင်းတွေ့ကြပြီပေါ့လေဒီအိမ်ကအပြိုရေလောင်းခံဖို့ထွက်မလာဘူးဟိဆိုတာ ਨੇ ကာလာသားအုပ်ကများလာလေလေပဲလူငယ်ကာလာသားတွေကလည်းဒါမျိုးတော်ညီကြတာကုန်ဒီလိုနဲ့အချိန်တွေကြာလာတော့မိမိကိုယ်တိုင်အာနာလာတယ်တူမကလည်းပေကကန်ကာလာသားတွေကလည်းဇွဲကောင်းကောင်း ဘယ်လိုများလို့ရပါဟောတော်ပါသေးရဲ့အကြီးကောင်တွေပြန်လာကြပြီကကိုကြီးနဲ့ကကိုလေးပြန်လာတော့မှမိမိအားရှိသွားတယ်။ခြံဝင်းတကားကို ပြေးဖွင့်ပေးလိုက်တော့ကာလာသားအုတ်ကပါဝင်လာလိုက်ကြပါရော။ဒါကထုံးစံဆိုတော့အကိုရေကလည်းမသားသာဘူး။သူတို့ကိုယ်တိုင်ကလည်းသူတကာနှမအပြိုရေကိုလိုက်လောင်းနေကြတာဆိုတော့စိတ်ဆိုးမဖြစ်ဘူး။ အဲ့ရှိမှာဒီလောက်လူအုပ်ကြီးတောက်နေတာကို ရေလောင်းခံမထွက်ကြဘူးလားမေထွေးရောထွက်ပေးလိုက်လေမိမိကအကျိုးကြောင့်ပြောပြလိုက်တော့အကိုနှစ်ယောက်စလုံးမေထွေးပုံးနေတဲ့အိမ်ပေါ်အထက်ကို ပြေးတက်သွားကြလေရဲ့ပြီးတော့မေထွေးကိုတစ်ဖက်တစ်ချက်လက်မောင်းရင်းကနေတိုက်ဆွဲလာခဲ့ကြရော gain လောင်းလိုက်ကြစမ်းဆိုတဲ့မျက်နာတွေနဲ့ အိမ်ရှိကွက်လက်ကိုရောက်တော့ကာလာသားအုပ်ကဆွဲပုံးကိုစင်းနဲ့ခတ်လာတဲ့ရေတယောက်တစ်ဖလားဝိုင်းလောင်လိုက်ကြတာမေထွေးကမြာကြွက်ဆုပ်ရင်မွနေတဲ့အတိုင်းပဲကာလာသားတွေရေလောင်းတာကို အကိုတွေကတဝါဝါမေထွေးကတော့နှုတ်ခမ်းကြီးထော်ထားရင်ကရေချိုးခမ်းနဲ့ပြေရတော့တာပေါ့မိမိကလည်းဝမ်းသာတာပါပဲဒါချစ်စရာကောင်းတဲ့ဒလိပဲလို့တွေးတယ်တကြံရီကိုအကြောင်းပြုပြီး သူ့နှမကို့နှမဖြူစင်တဲ့မြစ်တာဆက်အရင်ခံနဲ့ရေလောင်းကြတာမဟုတ်လားမြစ်တာဖျန်းကျင်သူနဲ့မြစ်တာခံယူသူမြစ်တာတက်ဟာငြိမ်အေးပါတယ်ဒီဒလိကလေးပြောင်းမာတော့ဆိုမိသေးတယ်အညိုးအာကာသာအမျက်ဆောင်မှန်မရှိခြင်းဟာမြစ်တာရဲ့တင်ကိတာမဟုတ်လားမိမိအသက်60တင်းတင်းပြည့်တဲ့တကြံတစ်နှစ်တုန်းကပါ အမကမွေးတဲ့တူတူမ၃ယောက်စလုံးအိမ်ထောင်တွေကြကြလုံးဒါ၃လုံးမြီး၃လုံးဖြစ်နေကြပြီကိုကိုကြီးကဆိုရင်ဦးဆုံးအိမ်ထောင်ကြခဲ့တော့ဒါ၂ယောက်တမီး၁ယောက်တောင်ရပြီကလေးတွေက အရွယ်တွေတောင်ရောက်ကြပါပြီကိုကိုကြီးကတမျိုးတည်းနေကြတယ်ဆိုပေမဲ့တအိုးတအိမ်နဲ့နေတာဆိုတော့နေ့တိုင်းမရောက်တော့မှမကြမကြဝင်လာတတ်တယ်ကိုကိုကြီးသားသမီးတွေထဲကအကြီးဆုံးကိုဝမ်းနဲ့ အလက်ကောင်ကိုသူတို့နှစ်ယောက်ဆိုရင်မိမိနဲ့အတူလာနေကြပြီကိုကိုကြီးသမီးအငယ်ဆုံးမှချွတ်ချုပ်ကတော့ငယ်လဲငယ်သေးတော့မအေနဲ့ခွဲမဖြစ်သေးဘူးကိုကိုလေးကတော့သူ့ဇနီးအလိမ်မှာအိမ်ပါကလေးနဲ့မိမိတို့အိမ်ကြီးထဲမှာတတိုက်တမျုံအတူနေကြတာပါ သူကလည်းသမီးနှစ်ယောက်တားတယောက်ရပြီ သမီးနှစ်ယောက်က အပြိုပေါက်ကလေးတွေဖြစ်ကြပြီငယ်င်းနဲ့စိန်းနဲ့ တခါမွေးနှစ်ကောင်အမွာညီအမဆိုတော့ဒီနေ့ကိုရန်အတူတူတက်ကြပြီဒီအတိုက်အမြုံကသူနဲ့အတူနေကြတာဆိုတော့မိမိလက်ဝဲကြီးလို့တောင်ပြောဖြစ်ပါရဲ့သူတို့ရှိနေလို့အသက်ရှည်ရတယ်လို့တောင်အောင်မိမိတယ်တကြံရောက်တိုင်းမေထွေးကိုလည်းမဖြစ်မနေမျောရတယ်မေထွေးတို့များအိမ်တော်ရဲ့လို့ကြပါပြီဆိုကြတဲ့ကမိမိလောင်ရိတ်ကထွက်သွားလိုက်တာစုပ်စုပ်ကိုကမ်းရော မေထွေးကမိမိတို့မြို့ကို တာဝန်နဲ့ရောက်လာတဲ့တိုင်းနယ်ဆရာဝန်ကလေးနဲ့အကြောင်းပါရကယောက်ျားနယ်ပြောင်းရနောက်တကောက်ကောက်လိုက်နေရတာလည်းသိပါရဲ့မိမိစီကိုလည်းတခါတလေငွေကြေးလေးပစ္စည်းကလေးရလို့မှတ်မှန်လန့်ကတော့ရှာပါရဲ့ခရီးကတဲ့သွားရလာရကြောင်းစိတ်ရှိတိုင်းရောက်မလာနိုင်ပေမယ့်နှစ်စဉ်တစ်ကြိမ်ရဲ့ရောက်ပြီဆိုရင်တော့မဖြစ်ဖြစ်အောင်ဒရွတ်တီတီရောက်လာတတ်တယ် ဝေးတော့လဲဝေးလို့နီးတော့လဲနီးလို့မရောက်ရအောင်တော့လာတာပါပဲမေထွေးတို့မိသားစုရောက်လာပြီဆိုရင်တော့လူဆုံးပြီမိမိတို့အိမ်ကြီးတဲ့စကားတန်တွင်ညာလုံးမေထွေးကလည်းတားတယောက်တမီးတယောက်ရထားပြီဆိုတော့ကတိမဲ့ဆိုရင်ကတိရှာမှာပဲကလေးနှစ်ယောက်က လူလားမြောင်နေကြပါပြီတကြံတစ်ခေါက်ကများဆိုမေထွေးမျိုးကို ပြန်လာတော့ကိုဝွန်အရင်အမကြီးလွယ်လိုက်လုံးအိုး မေထွေးရဲ့မပေါ့မပါကြီးနဲ့ကွယ်မွေးဖွားပြေးမှလာရောပေါ့မေထွေးကြမှာပါတယ်မိမိရဲ့တနေ့မှတစ်ခါမိမိကိုလာတွေ့ရတာမလာဘဲမနေနိုင်ပါကိုကိုကြီးတို့ကိုကိုလေးတို့မိသားစုနဲ့လည်းတွေ့ရတာပေါ့မေထွေးရဲ့ဇာတိမြို့ကလေးကလေးရောက်ရတာပေါ့မိမိမွေးနေ့ကတကြအကြုံနေဆိုတော့ထီတယ်ရီစီကတကြတစ်ချင်းဖွင့်လာကြပြီဆိုရင်ကို မေထွေးပြောနေတာ ။အင်းရှိကဗလောက်ပင်ကြီးကတော့လွန်ခဲ့တဲ့နှစ်ပေါင်း40ကအတိုင်ဖူးကြတော့ပွင့်ကြတော့။တည်င်းဝါရောင်နဲ့ဗတောက်ပွင့်တွေကတကြံရောက်တိုင်းပင်လုံးဖုံးအောင်ထိန်လို့တောင်းလို့။ခြံဝင်းတောက်ရေတွင်းတစ်ပေကစပယ်ယုံကြီးဆိုရင်ဆင်ရိုက်ပြီးထိုးတင်ထားရတယ်။အိမ်အပေါ်ထက်ကလှမ်းကြည့်ရင်စပယ်ဖူးတွေစပယ်ပွင့်တွေဆိုတာများအရွက်စိမ့်စိမ့်ကြာထုံးပတ်ထားသလိုဖွယ်ဖွယ်လုံး ဒီပတောက်ပန်းတွေစပယ်ပန်းတွေကို အလုအရက်အပြိုင်အဆိုင်ခိုးကြတီကြလုံးနေကြတဲ့မြီးသူမြီးသူမတွေကိုကြည့်ရင်မိမိအင်မတန်ကြည်နူရတယ်။ဒူဒူမသုံးယောက်ကပေါက်ဖွာလာတဲ့မြီးတွေကလည်းသူတို့မိဘတွေခေါ်ကြသလိုမိမိလိုပဲခေါ်ကြတယ်။ကံကောင်းတာကဒီမြီးတွေအားလုံးကလည်းမိမိကိုချစ်ကြတာပါပဲ။တကြအကြုံလေးဟာအဖွားမိမွေးနေဆိုတာအားလုံးကသိကြတယ်။ အလေးအမြတ်လည်းရှိကြပါရဲ့တနှစ်တစ်ခါတကြအကျုံနဲ့ရောက်ပြီဆိုရင်အိမ်ကြီးမှာတန်ငါတော်တွေကိုစွန့်ကြွေနေကြဒီလိုလှူနိုင်တားနိုင်အောင် မောင်နှမသုံးယောက်စလုံးငွေစုပြီးမိမိကိုကြောနေကြအကျုံနဲ့မတိုင်ခင်တညလုံးခြံထဲမှာမီးဖို့ကြီးတွေနဲ့ချက်ကြပြုတ်ကြ တူဝီရီးတွေညလုံးမောက်စကားတွေထိုင်ပြောကြနေတိုက်တိုက်ဝုံဝုံရှိလိုက်ပုံများ အကျုံနဲ့မနဲ့ဆုံးကပ်လူဒန်းအပရိသတ်ကိုအကျွေးမွေးပြီးပြီဆိုတာနဲ့မြင်းတွေကရေပတ်ခံဖို့မြို့ထဲလဲကြပြီမိမိမြင်းမတွေကိုကြည့်စမ်းပါအောင်မိထွေးတုံးကလည်းမကွာဘူးလားမြင်းမတွေအားလုံးအကော်ရင်နဲ့လိုက်ဖို့ပြင်ဆင်နေကြတာကိုကြည့်ရင်မိထွေးကပြောလိုက်တာပါမျက်နှာမှာရေဆိုခံမိတ်ကပ်တွေပိန်းနေအောင်လိမ့်ကြလို့နှုတ်ခမ်းနေပါးနေတွေရဲနေအောင်ဆိုကြလို့ ဝကောင်းစားလာတွေဝကြလုံးရေပက်ခါထွက်မှာကိုပဲပွဲနေပွဲထိုင်သွားမယ်အတိုင်းသူတို့ခင်းနဲ့သူတို့ဆိုတော့မပြောတာပါဘူးမေထွေးတို့အပြောတော့ကကိုကိုရေလောင်းပရစေဆိုတာတော့ထွက်အလားမခံချင်တော့ပုန်းလိုက်ရတာတကြံဆိုအိမ်ထဲလေးရလုံးလုံးအောင်းနေရတာနော် သူတို့ခစ်ကြတော့ရေပက်ခံချင်လို့တမင်တကာကားနဲ့လှည့်ချသည်နော်မိမိကောင်းပါတယ်မေထွေးရဲ့တကြံရေဆိုတာ ထိကောင်းစင်ကောင်းနဲ့အန်ဒီရဲ့ကင်းတယ်ခလဲတွေမီးနဲ့ပြောကြတာမဟုတ်ပါဘူးအေးရေနဲ့ပြောကြတာပါ ပြောကြပါစေအကိုရဲမောင်တွေနဲ့တွားကြတာပဲဟာပူမနေပါနဲ့ကွယ်ပူလို့ပြောတာမဟုတ်ပါဘူးမိမိရဲ့ဖြစ်လာတဲ့သဘောကိုပြောချင်တာပါအဲခေကာလာသဘောကိုတော့မိမိနားမလဲလာပါကွယ်မိမိကတော့လူပြိုတွေကအရှိကနေ မင်းမပြောကလေးတယောက်ကိုရေလောင်းပြရစေလို့ခွန်တောင်းပြီးရေလောင်းကြတဲ့ဒလိကလေးကိုတော့အနှမျောသားမြင်းမြင်းအသက်60ပြည့်မွေးနေတဲ့ကြံရက်တွေတုန်းကမေထွေးရောက်လာခဲ့တာနောက်ဆုံးလို့ပြောရမှာပါတကြံပြီးလို့မေထွေးတို့ပြန်ကြတော့မိမိကိုယ်တိုင်ဘုရားယုံကလေးကိုလိုက်ပို့ခဲ့ပါသေးတယ်။တကောင်တလွဲမှာဘုရားထဲဝင်လာတတ်တဲ့ယထာကြီးကိုတူဝီတွေထိုင်ဆောင်ရင်းစကားကောင်းနေခဲ့ကြသေးတာကော။ မေထွေးတို့မိသားစုယထာကြီးပေါ်ပါသွားတော့မှမိမိတို့အိမ်ပြန်ခဲ့ကြတယ်။မေထွေးကနောက်နှစ်တကြံရက်ဆက်ဆက်လာခဲ့မယ်ဆိုတာလည်းပါရင်ဒါပေမဲ့မလာနိုင်တော့ပါဘူး။တကြံရဲ့မရောက်ခင်နှစ်လသုံးလလောက်ကမေထွေးတို့မိသားစု အော်စတြေးလျကိုထွက်ခွာသွားခဲ့ကြတယ်။ခင်ပွန်းတဲ့သွားလေရာညောင်နောက်စတုံးပါရရှာတဲ့မေထွေးခမညာဆက်ရှိအောင်တော့မရောက်နိုင်တော့ပါဘူး။ အနည်းနဲ့ဆက်အတွင်မေထွေမင်းမင်းစီကိုနှစ်ခေါက်သုံးခေါက်လာပဲပြန်လာနိုင်ခဲ့တယ်။ဒါကလည်းမင်းမင်းမွေးနေ့တကြအကြုံရက်တွေမှမဟုတ်ပါဘူး။အစဉ်ပြေတလို့လာရတာဆိုတော့တကြရဲ့ဗာရဲ့တွတ်မနေနိုင်ရှာပါဘူး။လူမြင်ရတာကျေးဇူးတင်ရသေးတာကော။လာရတခါအတော်ဖြစ်သူမင်းမီကိုဖက်ဖက်ငိုရသေးတာ။ညင်းနဲ့အေးတကြဝေးတဲ့အရက်များရောက်ရတယ်လို့ မေထွေးတရပေါ်မလာနိုင်တော့တဲ့နောက်ကိုကိုကြီးကိုကိုလေးမိသားစုတွေကပဲမြင်းမြင်းမွေးနေ့ကိုတိုင်းခဲဝိုင်းခဲကြတယ်။မြင်းမြင်းမွေးနေ့ဆိုတာထဲဒီမွေးနေ့ကိုအကြောင်းပြုပြီးညီကောင်မောင်နှမအဆွေမျိုးတစုစုံကြကြုံကြတာကိုဆိုလိုချင်တာပါ။သူတို့လည်းသူတို့ဘဝတွေနဲ့သူတို့ဆိုတော့မိသားစုတွေဝါးစည်းပြည်တယ်လို့တလုံးစီကွဲထွက်သွားကြရကမြင်းမြင်းမွေးနေ့ရလို့ရောက်ရအရကပြန်မလာနိုင်ကြတော့ဘူး။ သမုတ်တရားဥကင်းကဆိုသလိုရှာဖွေစားတောင်းနေကြရှာတဲ့မြည်းတွေမြစ်တွေကိုလည်းမြင်းမြင်းအပြစ်မဆိုချင်တော့ဘူး။ဘာပဲဖြစ်ဖြစ်သူတို့ကိုယ်တိုင်မြုပ်ကလေးကိုတော့လွမ်းနေကြလိမ့်မယ်ဆိုတာမြင်းမြင်းယုံတယ်။အထူးတဖြစ်အခုလိုတကြံရက်ဦးမြင်းမြင်းမွေးနေ့ကို အကြောင်းပြုပြီးညီကောင်မောင်နှမတတွေတဆုတဝေးကြီးစုံတွေ့ကြတာကိုသူတို့ကလေးတွေဥပအောင်လွမ်းနေကြမယ်ဆိုတာမြင်းမြင်းသိပါရဲ့။ မြမာတွေကိုအသက်60နောက်ပိုင်းရက်တွေကတော့မိမိအတွေ့လွန်ရက်တွေပါပဲသူဘဝတစ်လျှောက်လုံးမှာဒီဖက်နှစ်တွေလောက်ရင်ထဲမချမ်းသာတာမျိုးမရှိခဲ့ဘူးအနှစ်20ခရီးတစ်ထောက်စာကမိမိကိုတဘာဝအရာအုံမင်းသွားစေခဲ့တယ်ဆိုပေမဲ့အိုနာကြီးကြသွားလိုက်တာလူတမကစိတ်တွေကပါအိုသွားခဲ့တယ်ထင်ပါရဲ့ဘယ်သူဘယ်သူကိုမှလည်းမျှော်လင့်ပြီးထားနိုင်တော့တာမျိုးလည်းမရှိတော့ဘူး အခုတော့မိမိလည်းအသက်80တင်းတင်းပြေပြီတချိန်ကတကြံဆိုတဲ့တဘောအတိတ်ပဲတွေလည်းမိမိမှမရှိတော့ပါဘူးတကြံရောက်ရင်မွေးနေ့ကိုရောက်တာပဲအရင်တုန်းကရောက်ရအရက်ကတူတူမတွေမြေးတွေမြစ်တွေတဖွဲဖွဲရောက်လာကြခြံကြီးထဲမှာလူတယုံယုံမိခိုးတူအူနဲ့အာယုံစွန်းကပ်ဖို့ချက်ချပြုတ်ကြပန်းတွေခူးကြရေပက်ခန့်ထွက်သူတွေကထွက်ကြ အပြုတ်ကလေးတွေကိုရေလောင်းချင်လို့အင်ရှိကနေတန်ချက်တွေတိုင်ကြရေလောင်းပြရစီခွင့်တောင်းကြတကြံဆိုတာမိမိအတွက်တော့မြမာမိသားစုဆိုတဲ့အမြုံကြီးတမြုံလို့မြစ်တာခင်းနဲ့ပွဲလို့တောင်ခံယူထားတာမဟုတ်လားအခုအများဘယ်လိုကဘယ်လိုဖြစ်ကုန်ကြတာလဲမိမိမျက်စိနှလုံးမပိတ်သေးခင်တော့အမြဲကြီးကိုပြန်စုချင်လို့မလွယ်တော့ မနေ့တနေ့ကပဲအဝေးရောက်မြေးတွေပေးပို့လိုက်တဲ့စာကလေးတစာမိမိရခဲ့ဒီစာကလေးကမိမိစီကို သူတို့ကိုစားရောက်လာတဲ့တကြံတမန်စာဒါမှမဟုတ်မွေးနဲ့တဝန်လွားဒါမှမဟုတ်ဇာတိအလွမ်းစာလို့ဆိုရမယ်ထင်ပါရဲ့စာဖတ်ရင်မိမိငိုရသေးတာပါမိမိဒီနေ့တကြံမှာမိမိအသက်80ပြည့်နှစ်မွေးနေ့တကြံတော့ တားတော်သမီးတို့အားလုံးမိမိကိုယ်ရောမိမိကျေးဇူးတရားကိုယ်ရောသတိတရားရှိကြပါလေ။လာချင်လိုက်ကြတာလည်းအရှမ်းပဲ။အင်ရှိကဗရောက်ပင်ကြီး အဖူးတွေဝင်နေလောက်ရောပေါ့။စပယ်ယုံကြီးရောရှိသေးလား။ဒီမှာတော့နှင်းစီတွေပေါ်တယ်။ပတောင်းနဲ့စပယ်တော့မရှိသလောက်ရှာတယ်မိမိရဲ့။တကြံမိုးကလေးကတပြက်နှစ်ပြက်ရွာချလိုက်လို့ထောင်းခနဲထလာတတ်တဲ့မြေတင်းနဲ့မျိုးကဒီမှာဘယ်ကမှမရနိုင်ဘူးလေ။ မြေသိန်းနှံ့အောင်လွှမ်းမိပါရဲ့အထုတစ်ဖြင့်မိမိခြံကြီးကိုလွှမ်းလိုက်တာမြေကြီးပေါ်မှာစောက်ထားတဲ့ရေနံကြီးတုတ်ပြင်းအောင်အင်ကြီးရဲ့တစ်ပင်ပန်းပန်းတွေနဲ့ဝေးစာအုပ်ဆိုင်နေတဲ့ရေတွင်ကုန်းကလေးရဲ့ပြီးတော့မိမိမွေးနေ့တကြံအကြုံနေရဲ့အားလုံးကိုလွှမ်းမိပါတယ်မိမိကိုယ်တိုင်လည်းဒီခြံကြီးထဲမှာအနှစ်80တိုင်အသက်ရှင်ရှင်အနာမဲမဲနေနိုင်သေးတာကိုပဲဝမ်းသာကြရပါတယ်။ ဒီထက်အသက်ရှင်ရှင်နေပါအောင်မိမိကျွန်တော်တို့တွေပြန်လာနိုင်တဲ့တဲ့မိမိမွေးနေ့တကြံပွဲကလေးအတူနှွဲခွင့်ရနိုင်ကောင်းပါရဲ့မိမိကျမ်းပါပါစေတာသမီမြေတစုခိတာဩစရိယဒီစာကိုမိမိအခောက်ပေါင်းများစွာဖတ်မိတယ်ပြန်ဖတ်မိလေတိုင်းလဲရင်နာပြုံးပြုံးမိပါရဲ့ဘာကိုရင်နာရတာလဲဆိုတာမိမိကိုယ်တိုင်လည်းမသိပါဘူး မြဲရည်ရေးလိုက်သလိုဒီထက်အသက်ရှင်အောင်နေဖို့ဆိုတာကတော့ကံကံရဲ့အကျိုးပေါ့လေ။တီလာကောင်းရင်တော့တောင်းခံနိုင်ကောင်းပါရဲ့။တကြံပေါင်း80တိုင်အောင်ဒီဝင်းတီချံကြီးတဲ့ကမခွာစရန်းနေပြရင်တောင်းခံနေတဲ့အဖွားအိုမိမိကတော့80ပြည့်မွေးနေမနဲ့မှာစွန်ကလေးတကြိုင်ပိုးနိုင်ဖို့တော့ net တဲ့ပါလေ။တနည်းတစ်ခါတကြံကတော့ကြာမြင်မိမိမွေးနေ့ကိုလည်းရောက်မြင် မိမိကတော့မြုပ်ကလေးရဲ့ရေပတ်တလိကလေးပျောက်သွားမှကိုနှမျောမိတယ်လို့တကြံရက်ကိုအကြောင်းပြုပြီးမိသားစုတွေစုံကြတဲ့ဒလိပျောက်သွားတာကိုလည်းဝမ်းနယ်လို့မဆုံးဘူးဒီဒလိကလေးတွေကမိမိတို့လူမျိုးအတွက်တော့အင်မတန်မှ တာမိုးကြီးမာတာမဟုတ်လားဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမခင်ခင်ထူရေးသားထားတယ် ။တပင်တကုံတခိုင်လုံးတို့ဆိုတဲ့ဝိထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။